တော့ဒကာသမားတို့ဦးဇင်းတို့တွေအင်မတန်အကျင့်မြတ်လို့ခေါ်ရတဲ့တတိပဌာန်နီးနဲ့ကိုယ့်ရဲ့စိတ်ကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်လောဘဒေါသမောဟမကောင်းတဲ့စိတ်ရတာအစိတ်ဖြစ်ရတာဒီဖြစ်ဆဲမှာကိုအင်မတန်ပူလောင်တဲ့အေးချမ်းမှုဘာမှမရှိဘူးအင်မတန်အစ်င့်နေတာပဲလို့သိနိုင်ပါလားနော်တကယ်ကြီးမိုင်းမြတ်အင်းအဲ့ဒီအပိုင်းလေးဒီလောက်နဲ့ရက်ကြရအောင်ပြီးတော့ဗာလဲနံပါတ်2မသေးခင်ဒီဘဝမှာကို ဆင်းရဲဒုက္ခအကြီးအကျယ်ဖြစ်နေတယ်။အဲ့ဒါဦးဇင်းတို့ဇာကတော့ဒိဋ္ဌဓမ္မဝေဒနိယကံလို့သုံး။ပိဋကတော့နားတဲ့ရင်ပြီးသားနေမှာပါနော်။ဒိဋ္ဌဓမ္မဝေဒနိယကံမျက်မှောက်အကျိုးပေးတာ။ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကလူငယ်တွေနည်းနည်းလေးနားထောင်ကြည်စမ်းပါ။မဟုတ်ဆိုးတယောက်ရှိတယ်။မျက်မှောက်အကျိုးပေးပုံကလေးစိတ်ဓာတ်တွေတိတ်ယုံမှလွန်လာလို့ရှိ။ဒါလေးကိုပြောချင်တယ်။မဟုတ်ဆိုးတယောက်ရှိတယ်ခွေးတွေနဲ့ ်ပါးကောင်ရှာထွက်တယ်နေတိုင်းသူဒီအလုပ်ကိုလုပ်တယ်တနေ့တော့တိုးတဲ့ကိုသွားရင်းနဲ့လမ်းမှာတပိတ်ပိုက်ပြီးတော့သင်္ကန်းယုံပြီးဆုံးကန်ကြွလာတဲ့ရဟန်းတော်တစ်ပါးနဲ့တွေ့တွေ့တဲ့အခါကျတော့သူ့ရဲ့စိတ်ထဲကြည်စမ်းသူများအိမ်ကိုသွားတောင်းတော့မှာအင်မတန်ဘုန်းကန်နေတဲ့လူသူများကြွေးမှဆားရတာဝိထားတဲ့ဝိတွေကလည်းအဖာတွေအထီးတွေနဲ့ပန်းတကူသင်္ကန်းနေမှာကိုဗျနော်အင်မတန်အထင်သေးတယ် ီလောက်ဘုံကံနေတဲ့သူယုံမာကိုတွေ့ရတာဒီနေ့တော့ငါသားကောင်တကောင်မှရမှာမဟုတ်ဘူးတဲ့ဒါသူစိတ်ထဲထင်းနေတာနော်အဲ့ဒီအထင်ကိုရင်ဝယ်ပိုက်ပြီးတော့တိုးထဲသွားတာတကယ်ပဲဗျာတိုက်ဆိုင်တဲ့သားကောင်တကောင်မှမရဘူးဒီနေ့တိုက်ဆိုင်တာနော်အဲ့ဒီတိုက်ဆိုင်တာအမှန်တရားလားမဟုတ်ပါဘူးဖြစ်တဲ့အဲ့ဒါကို तू အမှန်တရားလို့ထင်တယ်အဲ့ဒီမဟုတ်ဆုံးကအဲ့ဒါနဲ့ ငါဒီနေ့သားကောင်တကောင်မှမရတာအဲ့ဒီဘုံကံနေတဲ့လူယုံမှကြောင့်ပဲအဲ့ဒါစိတ်ဒီတနေကုန်တူပြီးတော့သားကောင်မရဘဲနဲ့အိမ်ပြန်လာကံဆိုးကျင်တော့အဲ့ဒီယဟန်နဲ့အပြန်မှာထက်တွေ့တွေ့တဲ့အခါကျတော့ဒီလောက်ငါကိုဒုက္ခပေးတဲ့လူသိရောမို့ဟိုကဒုက္ခပေးသလားမပေးပါဘူးအဲ့ဒါခွေးလေးနဲ့လိုက်ရှူးတိုက်ပြေးရတယ်ယဟန်တော်ကတောင်းပါနဲ့မလုပ်ပါနဲ့တကကြီးဒီလိုမလုပ်ပါနဲ့မရဘူး ဲ့ဒါနဲ့ယဟန်တော်ကလက်ခုပ်တပောင်လောက်ထိတော့ငါတို့တက်ခွင့်ရှိတယ်ဆိုပြီးတော့တက်ခုပ်တပောင်လောက်မြင်တဲ့သစ်ပင်ပေါ့ဥရဖာရတက်ပြေးရှီတော်နဲ့ချောင်းတွဲလောင်းကြဒီလိုပြေးလို့လွတ်ရိုးလာဆိုပြီးတော့မြားထန်တဲ့အောက်ကထိုးတယ်ဒကာကြီးဒီလိုမလုပ်သင့်ပါဘူးတောင်းမှန်တကူလုံးချွေးတွေပြန်လာတယ်ပူးလောင်းနေတယ်ဘာမှမတတ်နိုင်သူရဲ့စိတ်ဓာတ်ဟာဘလောက်ယုံမာနေပြီလဲအဲ့ဒါတို့စဉ်းစားကြည့်နော်အေးအဲ့ဒီယုံမာမှုလေးကမကြခင်အကျိုးပေးတော့မှာ မကြခင်ပေါက်ပွဲတော့မှာအဲ့ဒါလေးကအဲ့ဒါလို့သူဇင်းပြင်းနှပြင်းမကောင်းမှုဆိုတာလှုပ်ဆဲတော့ပြားရီလိုခြိုတာပဲပြီးရင်တော့မီးလိုပူတာပဲဗျနော်တခါကြီးမိုင်းညအေးအဲ့ဒီမှာသူများတယ်နဲ့တို့အပေါ်ကယဟန်တော်ကဒီကိုလုံးပူလောင်းနေတာဆိုတော့အလှဲ့အပြောင်းကလေးကန်းကျမအလှဲ့အပြောင်းကလေးကယုံထားတဲ့အပေါ်ရန်ဧကတိကအောက်ကိုရှော့ကျသွားတယ်မသိလိုက်အဲ့ဒါအောက်ကမြားတယ်နဲ့ထိုးနေတဲ့မုတ်ဆိုးရဲ့ခေါင်းပေါ်ကိုခြုံရပြီးသားကြအဲ့ဒါခွေးတွေကဝင်ကြိုက်တယ်ဗျာ အဲ့ဒီမှာဘုံဘုံလဲဝင်းဆွဲကြကြိုက်ကြအဲ့ဒီမှာယဟန်တော်ကတိကိုင်းကျိုးအချောက်တွေပါတွေချိုးပြီးတော့600ရတယ်အဲ့ဒီမှာခွေးတွေကငါတို့သခင်ကိုမျက်စိမှားပြီးတော့ကိုက်မိပြီဆိုတော့တိုးရဲဝင်ပြေးကြအဲ့ဒါသိမ့်ပင်ဘောကရှင်းပြီးယဟန်တော်ကသင်္ကန်းလှမ်းကြည့်တော့အသက်မရှိတော့သွေးသံရဲရဲနဲ့ပြေဆုံးနေပြေတိုင်သိမ့်မကြလိုက်ဘူးနော်အေးဒိဋ္ဌာဓမ္မဝေဒနိယကအဲ့ဒီမှာယဟန်တော်ကသူတော်ကောင်းဆိုတော့ ငါရဲ့သင်္ကန်းကျသွားလို့သူတရားရှာတာငါမှသီလမြန်ပြည့်စည်ရော့သလားစဉ်းစားအဲ့ဒါနဲ့တပိတ်တီကျနေတာလေးကောက်ပြုတ်ပြီးတော့သင်္ကန်းယုံပြီးတော့မြတ်စွာဘုရားသည်ကြွသွားဟောတော့မြတ်စွာဘုရားကိုလျှောက်တယ်ဒီလိုဒီကြောင်းပဲဘုရားအဲ့ဒီမှာမြတ်စွာဘုရားချက်သာအဲ့မှာအပြစ်မရှိပါဘူးသီလဝိတ္တုတ္တိစင်ကြပါတယ် လေညာဘက်ကိုလေတိုက်တဲ့ဘက်ကိုလှည့်ပြီးတော့အင်မတန်နူးညံ့တဲ့မြူမုံတွေဖုံတွေကိုပြစ်ကျင်းမယ်ဆိုရင်အဲ့ဒီလူရဲ့မျက်စိမျက်ခွက်ပေါ်ကိုပဲမြူမုံတွေဟာပြန်ကျလာလိမ့်နော်အေးအဲ့ဒီမှာမြတ်စွာဘုရားကသူ့ရဲ့မကောင်းတဲ့စေတနာ စိတ်တွေက သူ့ကိုစီမံသွားလာအခုမှအဲ့ဒီမုံဆိုးဟာဒီလိုမိုက်တာမဟုတ်ဘူးဟိုတုန်းကလည်းဒီလိုမိုက်ဖူးတာပဲဆိုပြီးဦးဇင်းတို့ဇက်တော်တခုဟောသေးတယ်ဗျမြတ်စွာဘုရားကပြောမှတော့ဆုံးအောင်ပြောလိုက်ပါတော့မယ်နော် တခုသောဘဝအဲ့ဒီမုတ်ဆိုးကဆွေသမားတယောက်ဖြစ်တယ်။အရွာလုံးလှဲ့လှဲ့ပြီးတော့ဆွေသမားဆိုတော့လူနာရှာပါပေါ့။ကျမကြီးကောင်းလိုက်တာတရွာလုံးလူနာတယောက်မှမရှိဘူး။အဲ့ဒီရွာကံကောင်းတယ်မဟုတ်လား။အေးရွာအတွက်ကံကောင်းပြီမလို့ဆေးဆရာအတွက်ကတော့လူနာမရှိတာ။ကံဆိုးတာပေါ့။သူပတ်စံမလို့လို့ရတော့မလဲ။အဲ့ဒါနဲ့စိတ်ပြက်ပြီးတော့ရွာထဲကထွက်လာ။ ကျောင်းအထွက်လမ်းဆုံးလမ်းဝလင်းလေးခွာရောက်တော့ကလေးတွေဆော့ကစားနေတာမြင်းနေအဲ့ဒါနဲ့သူကအကြံထုတ်ဒီနေ့ပက်ဆံရအောင်ဘယ်နဲ့လုပ်ရပါမလို့ပေးတဲ့ပက်ဆံဆိုတာလဲသိရခြင်းလုံးအာကြီးလာရင်မဟုတ်တဲ့အကြံတွေကထွက်လာတတ်တယ်နော်အဲ့ဒါနဲ့ရှောက်ဘေးဘီကြည့်တဲ့အခါကျတော့သိသိခွာချားမှာခေါင်းထွက်ပြီးတော့အိတ်နေတဲ့မွေးတကောင်ကိုလည်းမြင်းနေကလေးတွေဆော့နေတာကိုလည်းမြင်းနေပက်ဆံကလည်းရခြင်းနေတာအဲ့ဒီသုံးခုရောမှွေပြီးတော့တွေးလိုက်တာ တွေးတစ်ခုထွက်လာတယ်ဘလောက်များဖိုးတံမဲ့အတွေးလဲဟေ့ကလေးတွေသင်္ပင်ပေါ်မှာဇရေတိုက်ရှိတယ်အဲ့ဒီဇရေကိုတက်နိုင်လို့ခိုင်းတာအဲ့ဒီကလေးမွေးကြိုက်ပြီဆိုတော့မှသူဆေးကူမှာပတ်ဆံရဖို့နော်အဲ့ဒါနဲ့သင်္ပင်ပေါ်တက်တယ်ကလေးတယောက်ကတိုက်တိုက်ဆိုင်ဆိုင်အဲ့ဒါဖရာလောင်းလေးပဲဖရာလောင်းကတတိရှိတယ်တက်ပြီးတော့ဇရေဆိုပြီးမမိမကန်းနဲ့နှိုက်လိုက်တာမွေးရဲ့ခေါင်းအောက်စလေပင်လေးကိုသွားဆုပ်မိမွေးကပြန်လှည့်ပြီးတော့မကြိုက်နိုင်တဲ့အခြေအနေမျိုး အဲ့ဒီမှာအဲ့ဒီခေါင်းကိုမွေမန်းသိတော့လှမ့်ပြီးတော့အောက်ဆွဲချလိုက်အဲ့ဒီမွေကအောက်ကနေမတ်တရက်မော့ကြည့်နေတဲ့ဆေးသမားရဲ့ခေါင်းပေါ်တဲ့တယ်ကိုကြအဲ့ဒါလေပင်းကိုရစ်ပြီးတော့နှစ်ဖူးကိုပေါက်တယ်တဲ့အဲ့ဒီမွေကအဲ့ဒီနားရင်သူများဆေးခုမဲ့ဆေးเสียရမစသူ့ကိုသူပြန်ပြီးတော့မကုနိုင်သေးခင်မှာပဲတည်သွားတယ်အင်းဒါလေးကိုဦးသိန်းကကြည့်တော့ဩအခုရုပ်မာတဲ့လူဟာငကိုတုံးကလည်းရုပ်မာတတ်တဲ့သဘောရှိတကူလို့သိရတယ် အခုယုံမှရင်လည်းနောင်မှယုံမှတဲ့အကျင့်တွေပါနေမှာပဲလို့သိရတယ်။နောင်တကယ်မိုင်းများအဲ့တော့ကိုယ့်ကိုယ်ကိုစီစစ်ပေါ့ဗျာမကောင်းတဲ့အကျင့်တွေမကောင်းတဲ့အပြောတွေမကောင်းတဲ့အပြုတွေလက်ခံထားမယ်ဆိုလို့ရှိရင်ရှေ့လျှောက်လေဒီအကျင့်တွေကပြောင်းမှာမဟုတ်ဘူးလို့အဲ့ဒါလို့နားလည်ပြီးတော့သာသနာနဲ့တွေ့တဲ့အခါမှာမကောင်းတဲ့အကျင့်တွေကိုတတ်နိုင်တယ်မပြဖျောက်တဲ့နေမို့လားအေးအဲ့တော့ဦးဇင်းတို့ပြောနေတာကဘာလဲ စိတ်တည်းဟာသိပြီးတော့ဆိုးဝါးလွန်းလာပြီဆိုရင်ဒီဘဝတင်ပါလေကျူပိတတ်တည်းဟုတ်ရလားနံပါတ်1ဖြစ်စဲမှာပူလောင်စေတယ်နံပါတ်2ဒီဘဝတင်ကျူပိတယ်နံပါတ်3သေပြီးဒီအချားမဲ့မှာလိုက်ပြီးတော့ဒုက္ခပိတတ်တည်းမနောဘုဗ္ဗင်္ဂမဓမ္မမနောတိဋ္ဌမနောမယမနတ္တံစေပတုဋ္ဌိနဘာတတိဝါကရောတိဝါ တတောနံဒုက္ခမနေတိသက္ကံဝဝဟာတောပဒံမကောင်းတဲ့စိတ်နဲ့လုံမယ်ပြောမယ်ကြံမယ်ဆိုရင်တဲ့အဲ့ဒီကံတွေကအဲ့ဒီလူရဲ့နောက်ကိုဒုက္ခပေးမယ်ဆိုတဲ့သဘောနဲ့နွားချီရရဲ့နောက်ကိုလဲပြီးရအစင်လိုက်တယ်လို့လိုက်လိမ့်မယ်တဲ့အဲ့တော့ဒကာသမားတို့ဦးဇင်းတို့တွေမကောင်းတဲ့စိတ်တွေအဲ့ဒါလောက်စွန်းနေလို့ ပြီးတော့သိပြီးသားပဲเนาะဒီတရားတွေဟုတ်လားသို့တော့အင်မတန်အရေးပါတဲ့တရားမျိုးဦးဇင်းတို့ပြောပါတယ်မကောင်းတဲ့စိတ်တွေလက်သလောက်စွန်းတယ်ဆိုကြပါစို့အခုခေတ်သိပ္ပံပညာရှင်တွေသိပ်ပြီးတော့ထွန်းကားနေတယ်သိပ္ပံပညာရှင်တွေသိပ်သိပ္ပံပညာတွေထွန်းကားနေလူရှင်စစ်ကနေခွေးဖြစ်အောင်နွားဖြစ်အောင်ဖန်တီးနိုင်တယ်လို့ဦးဇင်းတို့တော့မကြားဘူးသေးဘူးဟင်တကကြီးတို့ကကြားဘူးလားလူရှင်စစ်ကနေအိဆန်ဖြစ်အောင်ဖန်တီးနိုင်တဲ့သိပ္ပံပညာရှင် ရှိပြီရှိပြီ ီမကောင်းတဲ့စိတ်ကလူစင်စိတ်ကနေခွေးဖြစ်အောင်နွားဖြစ်အောင်ဖန်ဆင်းနိုင်တယ်ဒီနေ့လူနောက်နေ့သေးခဏနေတော့ခွေးမကြီးပိုက်သေးရောက် ဖြစ်နိုင်တယ်မဟုတ်လားအင်းစွမ်းမှုလားဗျအာဟုသူစိတ်ကအင်းဒါကြောင့်မကောင်းတဲ့စိတ်တွေဖြစ်မိပြီဆိုလို့ရှိရင်ဘဝတန်တရာအထိလိုက်တဲ့တည်းဆိုတာလေးကိုပေးတတ်ပေါင်းသူတော်ကောင်းတို့လည်းပဲပြီးပြီးသားပဲနော်အေးအဲ့ဒီတော့အဲ့ဒီအချက်ကလည်းအင်မတန်ရေးကြီးတာ ဘာကြောင့်လို့ဆိုတော့ဒကာသမားတို့ဥစဉ်တို့တတွေဒီဘဝယဟန္တာဖြစ်အောင်ကြိုးစားကြမှာလားဗျာဟင်ဒီဘဝယဟန္တာဖြစ်အောင်ကြိုးစားကြမှာလားမပြောနိုင်ဘူးလားပြောနိုင်တယ်လားပြောနိုင်တယ်ဆိုရင်လည်းဘလို့လဲဟင်ဥစဉ်တို့တော့အဲ့လောက်ထိစိတ်သိပ်ပြီးမပြင်းထန်ပါဘူးမိသက်တို့ကလည်းအင်မတန်တိုးနေရင်တော့မသိအဲ့ဒီလိုယဟန္တာဖြစ်အောင်မကြိုးစားသေးဘူးဆိုရင်ဘဝတဏှာရှိနေသေးသမျှဘဝတစ်ခုဟာဆက်ရအောင်ဟုတ်တယ်မဟုတ်လား အဲ့ဒီလိုဘဝဆက်မယ်ဆိုလို့ရှိရင်မိမိတို့ရဲ့ပြုထားတဲ့ကံအားလျော်စွာအကျိုးပေးတွေကိုခံစားရမှာ